thank you မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးသွားတော့မယ်မြန်မာမှာရတနာတူဘူဖိတ်ခေါ်တာဟာရုရှားကိုစစ်ပွဲနဲ့ဆွဲသွင်းလိုက်ခြင်းလားဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်တောင်တက် TNL ထိန်းချုပ်ထားတဲ့နိုင်ငံအလေပိုင်းကမိုးကုံမျိုးကချင်တက် KIA နဲ့ NUG တို့ထိန်းချုပ်ဖို့ကြိုးစားနေတဲ့နိုင်ငံမြောက်ပိုင်းကဖာကန်ခန်ဒီတနိုင်မူညင်းစာရင်းမျိုးတွေမှာရုရှားတို့အတွက်ကြောင်မြန်နဲ့ဓာတ်တူတူဖော်ရင်လောက်ကတွေချပေးမယ်လို့စစ်ကောင်စားပို့ချုပ်မှုကြီးမရောက်နိုင်က မော်စကိုခီးစင်အတွင်းရုရှားဆိုရနဲ့စီးပွားရေးသမားတွေကိုကန့်လန့်လိုက်ပါတယ် ်ပြီးခဲ့တဲ့မလ9ရက်နေ့ကမော်စကိုမှာကျင်းပတဲ့မြန်မာရုရှားစီးပွားရေးဖိုရမ်မှာရုရှားဘက်ကစစ်ကောင်စီကကမ်းလှမ်းမှုတွေကိုခြားပြခဲ့တယ်လို့အဲ့ဒီပွဲအကြောင်းတည်သူတအုပ်ကဆိုပါတယ် အဲဒီဆွေးနွေးပွဲကိုမော်စကိုကစစ်ကောင်စီတန်ယုံကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအတင်းချုပ် UNFCCI နဲ့မြန်မာ Airway International MEI တို့ကစစ်ကောင်စီဘက်ပူးပေါင်းခဲ့ကြပါတယ် UNFCCI ဆိုတာက2021အာဏာသိမ်းပြီးချိန်ကလေးကစစ်ကောင်ဆောင်ကိုတစ္ဆာခံပါမယ်လို့ကတိပေးခဲ့သူစီးပွားရေးသမားတွေဦးဆောင်နေဖွဲ့စည်းဖြစ်ပါတယ်ဒါပေမဲ့အဲဒီဒေသတွေကစစ်ကောင်စီရဲ့အာဏာသိမ်းရမှုလုံးဝမရှိတဲ့နေမျိုးတွေနဲ့တစိမ့်တစ်ပိုင်းသာထိန်းချုပ်နိုင်တဲ့နေမျိုးတွေဖြစ်နေတဲ့အတွက်ရုရှားဘက်ကစိုးရိမ်မှုတွေရှိနေတာပေါ့စစ်ကောင် ောင်ဆောင်မင်းအောင်လိုင်ကတော့ရုရှားတို့ရဲ့စိုးရင်ပူပန်မှုကိုနှင့်သိမ်းခဲ့ပြီးစီးပွားရေးလှုပ်ချင်ကြိုင်ချင်စိတ်သာအရေးကြီးကြောင်းခြွေတင်ခဲ့ပါရယ်ဆက်လက်ပြီးစစ်တွေအနီးတဝိုက်တိုက်ပွဲပြင်းထန်နေပြီးအေအေကမြို့ကိုရရှိသွားနိုင်တယ်လို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်စစ်တွေမြို့နီးတဝိုက်မှာအရခတ်တက်တော်အေအေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲများပြင်းထန်နေပြီးစစ်တွေတနေရှိတိုင်ရင်းများကြာသွားပါကမြို့လေကြာသွားနိုင်ကြောင်းစီးရီးတင်အရှင်မြစ်တွေကသုံးသပ်ပြောဆိုပါရယ် အာရခတက်တော်အီထိုးစစ်စနီရဲ့ရဲတပ်ရင်းစနစ်နဲ့အနီးတဝိုင်းကိုလက်နက်ကြီးတွေနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲများပြင်းထန်နေတဲ့စစ်တွေမျိုးနဲ့ဝါဘူကြီးရွာနဲ့ကံကောကျွန်းတို့ကစစ်ရေးရရှိပါတဲ့နေမြေတွေဖြစ်တဲ့အတွက်အဲ့ဒါတွေကြာသွားပါကစစ်တွေမျိုးလည်းအေးကရရှိသွားနိုင်ကြောင်း CDM ဗိုလ်ကြီးစင်ရောကတုံ့တက်ပါတယ်ရဲတပ်ရင်းစနစ်ကတော့မျိုးတဲ့အတွင်အနီးနားမှာရှိတဲ့ပြည်နယ်အစိုးရရုံးမျက်နှာချင်းဆိုင်ဝန်ကျင်လောက်မှာရှိတယ်ဒါဆိုရင်မျိုးရင်းကိုပါပေါတော့ကနေလက်နက်ကြီးနဲ့ပိုင်ပိုင်နိုင်နိုင်လှမ်းပစ်နိုင်တဲ့အနေထားလို့ပြောလို့ရမှာဖြစ်တယ်စစ်တွေတန် တဲ့ရဲတရင်ရဲရဲကူတရင်ရဲရေတက်ကလည်းအခြေဆိုင်ရေတက်စကန်ပပလီပဲရှိတယ်။စစ်တွေမျိုးနဲ့နမိုင်ကွာလောက်မှာပဲစစ်တွေတနေကစပြီးတော့ရှိတာစစ်တွေတနေကြပြီဆိုရင်တော့စစ်တွေမျိုးလေးကြမှာပေါ့ရဲတရင်ဆိုတာကဒါကစကြပြီဆိုအော်တိုကိုပဲအလံဖြူထောင်းပြီးလက်နက်ချမဲ့အနေထားပါလို့ပြောပါတယ်။ ဒါအပြင်အမေရိကန်တပ်တော်အင်ကဖိုင်ယာပါဝါစစ်ဘက်ဆိုင်ရာယူနစ်လက်နက်စနစ်ရဲစွမ်းရည်ကပြစ်မှတ်ကိုထိရောက်စွာပြစ်ခတ်နိုင်တဲ့ပြစ်ခတ်မှုကိုပါအုံပြုပြီးတိုက်စစ်ဆင်လာနိုင်တာကြောင့်အင်အားလုံးရင်ဒူးနဲ့တိုက်မယ်ဆိုရင်စစ်တွေမျိုးမှာလင်းမြန်စွာကြာသွားနိုင်ကြောင်း၎င်းကသုံးသပ်ပါတယ်စစ်တွေမျိုးမှာလေးမိုင်ကွာမှအနီးကပ်တိုက်ပွဲများအခုရက်ပိုင်းတွင်ပြင်းထန်လာပြီးမြို့အတွင်းရှိရဲတပ်ရင်းစနစ်နဲ့ပြည်내အစိုးရရုံးတွေကိုအီအီကလက်နက်ကြီးများနဲ့ပြစ်ခတ်နေခြင်းပြီးခဲ့တဲ့ရက်ပိုင်းကအီရဲထိုးစစ်အရှင်ကြောင့်အမြင့်ကျော်နဲ့ပါတလေးရွှေမင်းကန်စင်ကန်မှစစ်ကောင်စီတပ်ရင်း ်ချိုမှမြို့အနီးပြိုင်းဖြူချင်းရွာဆက်ရိုးကြတံတားဘက်ကိုတက်ဆုံသွားကြောင်းဒေသရင်းစင်ရေးတရင်အရင်မြင့်တောင်ကဆိုပါတယ်စစ်ကောင်စီဘက်ကတက်ဆုံလာတဲ့ဒီဖြစ်လာတော့တိုင်းစစ်ရောခန်းစစ်အနီးထားရောယိုယွင်းနေပြီးစစ်ကောင်စီကအခုဆိုညာရင်းချင်းစစ်တမော်ရီနဲ့လက်နက်ခဲယံတွေကိုစိတ်ကန်းအာဏာပိုင်ကနေတည်တင်လာတယ်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားတွေတော်တော်များများထိနေအရင်ကလည်းစစ်တွေမှာလက်နက်ကြီးအထိုင်ချထားနိုင်ပြီးမြို့ရင်းအထိပါပြနေတော့စစ်တွေမြို့ကမကြခင်ရသွားနိုင်တယ်လို့၎င်းကပြောပါတယ် အရကတက်တော်အေးရဲ့ထိုးစင်မှလည်းဝါဘူကြီးရွာထီရောက်လာပြီးလက်တလောတိုက်ပွဲများပြင်းထန်နေရင်ကန်းကော်ကျုံကစစ်တွေတနေမှာအဓိကကြပြီးအဆိုပါကျုံကိုအေးအေးရသွားပါကစစ်တွေတနေရှိတရင်များထွက်ပြေးရမယ့်အနေထားဖြစ်နေပြီးမကြခင်ကတက်ဆုပ်သွားတဲ့ပါတလိပ်ပါရမီရင်စုနေမြင်နဲ့ဆက်သွင်းထားတဲ့နိုင်ကန်တတာနဲ့ကြောက်တန်းတတာတို့ကိုဖျက်တောက်ထိန်းချုပ်ထားနိုင်ပါကပါတလိပ်ကိုသိမ်းပိုက်နိုင်ပြီးသားဖြစ်ကြောင်းစီရီယံဘူကြီးစင်ရောကရှူဆပါရယ်စစ်တွေမျိုးမှာဒေတာကုတ်ကဲမှုစစ်ဌာနချုပ်ဒါကာစာခလာရ90ခလာရ200 30ခလာယ932ခမာယ344ခမာယ354အမတ်စနစ်နဲ့အမတ်36ရဲတရင်စားတဲ့တရင်တပ်ဖွဲ့19ထပ်မင်းရှိပါတယ်လက်တလုံးအချီနီယာစစ်မြေပြင်မှာအထီနာနေတဲ့စစ်ကောင်စီကလက်နက်ခဲယံဖြည့်တင်မှုကိုဘလူးမတတာလမ်းကြောင်းကတဆင်အဓိကဖြည့်တင်ပြီးရေချမ်းမြေစိတ်ကံကနေနဲ့ဖြည့်တင်မှုတွေရှိကြောင်းစီးရီးတရင်အရင်မြစ်တွေစီရသိရပါတယ် လက်ရှိရခိုင်ပြည်နယ်မှာစစ်တွေမျိုးနဲ့ပုံနေကျုံမျိုးနဲ့အစက်ဝါဘိုးရဲယူပြင်းအောင်မြေကုန်းမီးလောင်ကျေးရွာများမှာတိုက်ပွဲများဖြစ်ပွားနေပြီးကြောက်ဖြူမျိုးနဲ့ဒညရီရေတပ်ဌာနချုပ်ဤရှိကျေးရွာများမှာတိုက်ပွဲများပြင်းထန်လျက်ရှိပါတယ်။ဇလက်ပြီးစင်ကူလက်ပံလာရွာကိုစစ်တပ်ကလင်းရင်နဲ့ပုံကျဲတိုက်ခိုက်မှုကလင်းငယ်ချောက်ပါဝင်းတည်ဆောင်သူပြည်သူ28ဦးထိရှိလာတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းစင်ကူမျိုးနဲ့လက်ပံလာရွာကိုအကြံဖတ်စစ်တပ်ကလင်းရင်နဲ့ပုံကျဲတိုက်ခိုက်မှုကလင်းငယ်ချောက်ပါဝင်းတည်ဆောင်သူပြည်သူ28ဦးထိရှိကြောင်း မန္တလေးပြည်သူ့ကာကွယ်တမတော်ကပြောပါရယ်မလ14ရက်နေ့နေ့လယ်3နာရီဝန်းကျင်ခန့်မှာအကြံဘတ်စစ်တပ်ကစင်ကူးမျိုးနဲ့လက်ပံလာကြီးရွာရှိလူစင်ကားရဆေးဆိုင်တန်းကိုလီရင်နဲ့အကြောင်းမဲ့ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးကလင်းငယ်ချောက်ပါဝင်တည်ဆောင်းသူပြည်သူ28ဦးထိရှိပြီဖြစ်ကြောင်းဒါအပြင်ထိခိုက်ဒဏ်ရာရရှိသူ30ဝန်းကျင်ကလည်းရှိကြောင်းသိရပါရယ်ကျွန်တော်တို့အခုချိန်ဒီစီစစ်နေစေဖြစ်လို့တည်ဆောင်းစင်အတီကြကိုအတီမပြုတ်နိုင်သေးဘူးတဏ္ဍာရရှိတဲ့သူတွေထဲမှာလည်းစိုးရင်ရတဲ့သူတွေပါဝင်တယ်လို့ဒေတာတွင်တရင်အရှင်မြစ်ကပြောပါတယ် はい。 အဆိုပါထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာအသက်အန္တရာယ်ဆိုရင်ရပြီးပြင်းထန်ဒဏ်ရာရရှိသူများလည်းပါဝင်နာဆောင်တည်ဆုံးမှုစဉ်အရေးအတွက်ပုံမှုများပြလာနိုင်ကြောင်းဒေသတွင်တရင်ချင်းမြစ်တွေကပြောပါရယ်အကြံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းစည်းဆိုင်များလည်းပြိုကျပျက်စီးခဲ့ပြီးမိလောင်ပျက်စီးမှုတွေလည်းရှိကြောင်းသိရပါရယ်ဆက်လက်ပြီး AACOC ချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောဆိုတဲ့ရခိုင်စင်ရေးရှိမှန်ချက်သမတ်ကာလထက်စောပြီးပြည်ဝနေရလူဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်အရခတက်တော်အေးတမှုချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောဆိုခဲ့တဲ့ရခိုင်ပြည်ရဲ့စင်ရေးရှိမှန်ချက်က ာတမတ်ကာလာထက်စောပြီးပြေဝနေတာကိုတွေ့ရတယ်လို့စင်ရင်းလီလာဆောင်ကြည့်သူတွေကပြောပါတယ်တမူးချုပ်ဘူချုပ်တို့မြန်နိုင်က2024ခုနှစ်ဇွန်လကနေ2025ခုနှစ်ဇူလအတွင်းစီရေအရာ80ရာခိုင်နှုန်းအထက်မျောမှန်းချက်ပြေဝရမယ်လို့မိုခါမုံတိုင်းလို့2023ခုနှစ်ဇွန်လ16ရက်တက်တွင်းမိန်ကုန်းတစ်ခုမှာထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်ဘူချုပ်တို့မြန်နိုင်က2024 6လပိုင်းကနေ2025 6လပိုင်းငါကတော့ဒီနှစ်နဲ့မင်းတို့တွေလုံးဝစူးစမ်းရမယ်ဒီနှစ်နဲ့မှာငါတို့ဟာငါတို့အားလုံးမျောမှန်းထားတဲ့အမြင့် ုံးစင်ကိုမရောက်သေးရင်တောင်စစ်ရေးအရာငါတို့မြန်မာချက်က80ရာခိုင်နှုန်းထက်အဆင်ပြေရင်တရာမှ100ကိုသွင်းလိုက်မှာပေါ့လို့တက်တွင်းမင်ကမှပြောဆိုခဲ့တာပါ ်လက်ရှိအင်အင်းဤနဲ့တမူးကျုံဘူဇုတ်ထွန်းမြန်နိုင်ပြောဆိုခဲ့တဲ့အတိုင်း2025ခုနှစ်ဇွန်လမရောက်ခင်ကလေးကစည်ရင်ရှိမှန်းချက်80ရာခိုင်နှုန်းထက်အောင်မြင်နေတာကိုတွေ့ရတယ်လို့စည်ရင်ဒီလာစောင့်ကြည့်သူတွေကပြောပါတယ်အင်းဤနဲ့ပူပေါင်းတော်လိုင်းတပ်ဖွဲ့ဝင်တယောက်ကပြည်နယ်တီးတန့်အတွက်ကတော့85ရာခိုင်နှုန်းထိပြည့်ဝနေပြီလို့ပြောလို့ရတယ်တမူးကျုံပြောစကားကပြည်နယ်လူထုကိုပေးတဲ့ကတိပါပဲကတိအတိုင်းလဲတမူးကျုံရဲ့ဥဆောင်ညွန်ကြားမှုအောက်ကအစဉ်စင်တာဝန်ရှိတက်တော်သားအလုံးရဲ့လှုပ်ဆောင်နိုင်စွမ်းကိုလည်းအပြေအဝရှုံးပါတယ်လို့ပြောပါတယ်လက်ရှိမှာအင်းက င်ပြည်နယ်ပလောက်ဝနဲ့ရခိုင်မြို့နယ်ဇလီမြို့ကိုတင်ပိုက်ထားပြီးဖြစ်ပါတယ်ရခိုင်နယ်ထိစပ်နေတဲ့ပဲခူးတိုင်းမကွေးတိုင်းနဲ့အေရီတိုင်းတို့မှာလည်းတော်လိုင်းပူပေါင်းတပ်တွေကိုအဓိကဦးဆောင်ပြီးစစ်ကောင်စီတပ်တွေကိုတိုက်ခိုက်သိမ်းပိုက်မှုတွေရှိနေပါတယ်စီဒီအမ်ဗိုလ်ကြီးစင်ရောကလည်းရခိုင်မှာအရခပြည်မှာကြောက်ဖြူစစ်တွေမှန်အောင်ဒါပဲကြံတော့တယ်အခု2025ဇွန်လမရောက်ခင်မှာပဲကြောက်ဖြူနယ်စစ်တွေကိုတိုက်ပွဲဖော်လာတာတွေ့နေတပ်မှုချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောတဲ့အတိုင်း80ရာခိုင်နှုန်းထက်ကိုရောက်နေပါပြီနောက်ပြီးကျွန်တော်တို့မျှော်လင့်မထားတဲ့ပဲခူးမကွေးအေရီမြဝကျုံပေါ်ဒေ သတွေမှာပါထိုးစစ်ဆင်လာနိုင်ပြီလို့တုံသက်ပြောဆိုရမှာပါ AEC ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပင်ကိုဗီဇာအရာအပြောသမားမဟုတ်ပဲအလုံးနဲ့တက်တည်ပြသူဖြစ်လို့ဗိုလ်ချုပ်ပြောတဲ့အတိုင်းလက်တွေမှာအမှန်တကယ်ဖြစ်လာနေရဲ့လို့ရခိုင်ကပရာဟိတသမားစာရေးဆရာဝင်းဟင်အောင်ကပြောပါတယ် အဲ့ဒီဗိုလ်ချုပ်ပြောတဲ့ဗီဒီယိုဖိုင်ကလည်းတပ်ဖွဲ့ဝင်တွေကိုတီးတန့်ကတိပေးတာဖြစ်ပြီးတထဲကပေါက်လာတာဖြစ်တဲ့အတွက်ဂျူတင်မီပြောသလိုဖြစ်သွားတာအခုလက်ရှိထဲမှာလည်းဗိုလ်ချုပ်ပြောခဲ့တဲ့အတိုင်းပဲတကယ်လေးဖြစ်လာတယ်ပြောရမယ်ဆိုရင်လုံးဝတရားမှာတရားရဂိုင်းလုံးလောက်မှန်တယ်လို့ပြောလို့ရတယ်လို့ပြောပါတယ်လက်ရှိအာရခဒေတာရင်းအေအေသိမ့်ပိုက်ဖို့စစ်တွေကြောက်ပြုံမန်းအောင်သုံးမျိုးနေတာကြန့်ရှိပြီးကြံသိမ့်ပိုက်မျိုးနယ်ဒီမှာအာရခပြည်သူတော်လိုင်းဆိုရကအုပ်ချုပ်ရေးဒေတာဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလှုံ့ဆော်လျက်ရှိကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်